2025ခုနှစ်မလ18ရက်ပြည်သူတိုင်းသားတရားလုံးတို့ရေးကြည့်တဲ့လို့ဆိုပန်ဆာချက်တစ်ခုတင်ပြကြပါမယ်။ဒါကတော့ဒီကနေ့ကျွန်တော်တို့တနင်္ဂနွေလုံးရင်ဆိုင်ရုံးကံဖြတ်ကျော်နေကြတဲ့အထွေထွေအခက်အခဲချက်တဲတွေစိုးဝါလာတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးရဲ့လက်အောက်ကနေအပြီးတိုင်လွတ်မြောက်ဖို့အတွက်အချိန်ကျလာပြီဆိုတဲ့တိုက်တွန်းလို့ဆိုချက်ဖြစ်ပါတယ် ီအတွက်ကျွန်တော်ကပြည်သူ့ဘက်တော်သားအနေနဲ့ပြည်သူတိုင်းသားတက်လုံးကိုလှည့်နေလျောင်းမြင်းဆောင်မကြံအာဝင်ပြီးတော့ကူညီစီရင်တဲ့အစီအစဉ်လေးတင်ပြချင်ပါတယ်။ဒါလက်နက်တွေဆွဲကင်ပြီးတော့တိုက်ခတ်ရဖို့မဟုတ်ပါဘူး။လက်နက်ကင်တိုက်ခတ်မဲ့ကျွန်တော်တို့ဒလိုင်းအင်အားစုတွေဘက်ကလှုပ်ရှားရှိတာကိုတစ်ချိန်တည်းဟန်ချက်ညီလှုပ်ကြတဲ့အချိန်မှာပြည်သူတိုင်းသားမျိုးပြနေလူဒန်းစားအလုံးက ခုကျွန်တော်နှိုးဆော်တဲ့ဖြက်လေးဖြက်ဆိုတဲ့ view ဟာကိုကောင်းစွာနားလည်ပြီးတော့အချိန်ကြိုက်ပါဝင်ပူပေါင်းပြီးချဖို့ပါပဲဒီဖြက်လေးဖြက် view ဟာကိုဘယ်ရက်ဒီမှာကျွန်တော်ကစတင်ဖို့နှိုးဆော်ခြင်းတည်းလဲဆိုရင်ဖက်စစ်စစ်တက်ကတို့ခေါ်တမရော်နေပေါ့တကယ်တော့ဖက်စစ်တော်လိုင်းကြီးနေကြာရောက်တဲ့28ရက်နေ့မတိုင်ခင်ရှေ့လာမဲ့မတ်လ25ရက်နေ့ကစပြီး3ရက်ကြာကျွန်တော်တို့ကြိုးစားကြားစီခြင်းတော့ မတ်လ25 26 29တုံးရဲ့လုံးလုံးမှာဖြီးသူတိုင်းသားတရက်လုံးဟာဖြတ်လေးဖြတ်ဆိုတဲ့အတွေးကိုဝင်ပြီးအခုကလေးကကြိုတင်ပြဆင်ဖို့နှိုးဆော်ကျင်တာပါဖြတ်လေးဖြတ်ထဲကပထမနံပါတ်1ဖြတ်ကဘာဖြတ်မလဲဆိုတော့ဖက်စစ်အကြမ်းဖက်တက်ကလက်ရှိအသုံးပြုနေတဲ့သူတို့ရဲ့စစ်တပ်သုံး fiber cable network ကြီးဟာမြမပြီး ရခိုင်ပြည်နယ်အစကြောက်ပလောင်းတို့ဒီမြင်းချံတို့မိတိလာတို့တာစီတို့ရမဲသိန်းပျော်ခွဲစတဲ့အပြင်ကိုနေပြည်တော်ကနေပြီးတော့ဘိုးချက်ချာယူပြီးတနိုင်ငံလုံးကိုသူတို့တွေ့တန်းထားတာရှိပါတယ်လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကလေးကစီမံချက်ချပြီးတော့ဒီကာလမှာအာနာသိမ်းပြီးရင်တိုက်မိကိုစိတ်ရန်နေရာကြီးနဲ့ကောင်းကောင်းခိနှိပ်ဖို့သူတို့ကိုယ်တိုင်စစ်တပ်တည်ထန်သော fiber network ကြီးကိုတိစောက်ထားတာရှိပါတယ်အဲ့တော့လွန်ခဲ့တဲ့9နှစ်6နှစ်တုန်းကမိမိတို့ ဒီမျိုးပြတွေမိမိတို့ရဲ့လေခွင်းတွေမိမိတို့ရဲ့ကြီးရွာတွေကိုဖျက်တမ်းပြီးတော့လေးပေငါးပေလောက်ရေကြီးအောက်မှာအနက်တူးပြီးတော့ fiber cable ဒီလိုအနက်ရောင်ပိုက်ကြီးပိုက်မေးတွေသူတို့ဖြုတ်မြုပ်ထားခဲ့တာမှတ်မိကြပါလိမ့်မယ်နေရာတွေကကျွေးသွားကြအကြောင်းမရှိပါဘူးအဲ့ဒီနေရာမှာပါပဲလွန်ခဲ့တဲ့9နှစ်6နှစ်တော့ဆိုတော့အခုအသက်တွေတချို့တွေလည်းနည်းနည်းတော့ကြီးမှာပေါ့ဆိုတော့အဲ့ဒီ fiber cable တွေကိုလာမဲ့ မတ်လ25ရက်နေ့ကစပြီး၃ရက်တိုင်တိုင်ရရနေရကနေပြီးတော့ပြန်လဲတူးဖို့ပြီးဖြတ်တော့ပြီးပါအဲ့ဒီ fiber cable တွေဖြတ်တော့သွားတာနဲ့အမြဥမာဆိုရင်နေပြီးတော့ねဒီမကွေးတိုင်းမှာဖြတ်တော့လိုက်ရင်ရခိုင်ပြည်နယ်ဘက်ကသူစစ်စင်နှဲနေတဲ့စစ်စင်ကြီးတွေအကုန်လုံးနှောင့်နှေးပြက်ပြားသွားမှာဖြစ်တယ်ထို့ရင်းတူစွာပဲဘကိုးတိုင်းဘက်ကနေပြီးတော့ဖြတ်တော့လိုက်မယ်ဆိုရင်တနင်္သာရီဘက်ကစစ်စင်ကြီးအစီအစဉ်တွေကိုအလုံးနှောင့်နှေးသွားမှာဖြစ်တယ်အဲ့တော့တနင်္ဂနွေကပြည်သူတွေ ဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်ဒီမှာလွန်ခဲ့တဲ့၄နှစ်ကလာရောက်ပြီးမြုပ်နှံတွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညင်းညင်းလိုပဲဖြစ်စေတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စေအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တော့ပြီးကြပါဒါဖြတ်တက်ပါနောက်ဖြတ်နှစ်ကတော့ဖက်စစ်အကြမ်းဖက်လီတက်တွေအဓိက ောက်တစ်ခါဖက်စစ်အကြမ်းဖက်တက်ကကပါစာစစ်ရုံတွေကိုတွေ့တန်းထားတာစစ်ဌာနချုပ်ကြီးတွေတိုင်ရင်ဌာနချုပ်တွေဖက်စစ်တက်ကလက်ပါးစီဖြစ်အသုံးတော်ခံနေတဲ့ရုံဌာနတွေကိုတွေ့တန်းထားတဲ့လျှက်စစ်ဓာတ်အားလိုက်နေရှိပါတယ်ဓာတ်တိုင်နေရှိပါတယ်ဒါတွေကမြေကြီးအောက်ကသွားတာမဟုတ်ဘူးမြေပေါ်ကပဲသွားတာဖြစ်တယ်အဲ့ဒီလျှက်စစ်ဓာတ်အားလိုက်တာဝါတိုင်းတွေဓာတ်တိုင်တွေကိုမတ်လ25ရက်နေ့ညကစပြီးရရနီလန်အသုံးပြုပြီးဖြတ်တော့ပါတံကျိုးတွေကိုဖြတ်တော့ရတော့လွယ်ပါတယ် အဝဉ္ဉ္ညီကျွန်တော်ကလုံးလို့ရမှာလဲလုံးလို့ရတဲ့နေ့တိုင်းနေအများကြီးရှိပါတယ်။နော်ကြိုးကြီးတွေကိုထိတ်မှဂဲလုံးကြီးကြီးနဲ့လေးချင်ကြီးကြီးချပြီးတော့အားကောင်းတဲ့လူကတေးချာလွှဲပြီးကြိုးကိုဓာတ်တိုင်ပေါ်ဖြစ်တယ်မှာဖြစ်တယ်ပြီးကြိုးသုံးကြိုးကိုပူပြီးတော့ခြီသွားဟောဂွင်းရှော့လို့စောက်ဆွဲပြီးတော့ရောက်ဓာတ်တိုင်နှစ်ခုအလဲကနေကြိုးတွေကို short တိုက်ပြီးတော့ဖြတ်တောက်တာမျိုးဓာတ်တိုင်ကိုကြိုးသွားအောင်ဖြည့်ဆည်းတာမျိုးစသဖြင့်ဝိုင်းဝန်းပြီးတော့ကုညီကြဖို့လိုပါတယ်ဒါဟာနိုင်ငံမှန်ပစ္စည်းဖြည့်ဆည်းတာမဟုတ်ပါဘူး ဖက်စီရဲ့အသက်သွေးကြောကိုဖြတ်တောက်တာဖြစ်ပါတယ်ဒါဖြတ်နှစ်ဖြတ်သုံးကတော့ဓာတ်စီတွေလောင်စာစီတင်ရင်တွေလေရင်စီတင်တဲ့ရင်တွေဟာအခုဆိုရင်အသွင်ဖြတ်ပြီးတော့ပုံဖြတ်ပြီးတော့အရက်ဖက်ရင်ရောင်ဆောင်ကရင်နှန်းနေနဲ့သွာလာတာတွေ့ကြပါလိမ့်မယ်တချို့ရင်နှန်းတွေဆိုရင်အဲ့ဒီဓာတ်စီတင်လေရင်စီတင်တဲ့ရင်တွေရဲ့ခေါင်းဖုံးခေါင်းဖုံးပေါ်မှာဆိုရင်ဂျမ်ဘာတွေပါတက်ဆင်ထားတာတိတိကျကျတွေ့ရပါလိမ့်မယ်အဲ့ဒီစိတ်ရင်နှန်းတွေအဲ့ဒီလောင်စာစီတင်တဲ့ရင်တွေ ဖြတ်သန်းသွားလာတဲ့အခါမှာရတဲ့နီလန်းနဲ့နှောက်ရှက်ဟန်တာတိုက်ခိုက်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်။အာကျွန်တော်တို့မှာလက်နက်မရှိတာလွယ်ပါတဲ့လှုပ်လှရတဲ့နီလန်းတွေအများကြီးရှိပါတယ်။ဓာတ်ဆီနဲ့ဒီဇယ်ရောထားတဲ့သို့မဟုတ်ဒီဇယ်နဲ့အင်ဂျင်ဝိုင်းဓာတ်ဆီရောထားတဲ့အရေးဟာရေရှည်မီးလောင်စေတဲ့တတ္တိရှိပါတယ်။စစ်ရင်နှန်းလောင်စာစီတင်တဲ့ရင်နှန်းမဖြန့်တန်းခင်သူတို့ဖြတ်သန်းမဲ့လမ်းတဲ့တဲ့မှာမိမိဆိုင်ကယ်ကဓာတ်ဆီကိုဖောက်ချပြီးအစင်းနဲ့ပြင်ဆင်ထားပြီး အဲ့ဒီလောင်စာတင်ရင်ဖြတ်တဲ့အချိန်မှာဆေးလီမီနဲ့ပြက်ပေါက်မီးရှို့တာမျိုးတခြားနီးလန်းနေနဲ့လမ်းကိုဖျက်ဆီးတာမျိုးမှောက်သွားအောင်လုံတော်လုံဆောင်တာမျိုးစသဖြင့်နီးလန်းပေါင်းစုံကိုကြံစပြီးဖက်စစ်တပ်ရဲ့တဲ့သွေးကြောဖြစ်တဲ့လောင်စာစီတွေကိုဝိုင်းဝန်းဖြတ်တော့ဖို့ကြိုးပမ်းကြပါနော်အဲ့တော့ဒါလောင်ဖြတ်ဖြတ်သုံးဖြစ်တယ်နောက်ဖြတ်လေးရတော့သူတို့ရဲ့ဖက်စစ်တပ်တွေရဲ့စခန်းနေရှိကိုတွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်အဲ အဲရေပိုက်လိုင်းတွေဟာပြည်သူတွေရဲ့ဈားတွေကပဲဖြတ်သန်းသွားကြတာများပါတယ်အဲ့ဒီရေပိုက်လိုင်းတွေကိုခုတွေကနေရာရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြီးတိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တော့ဖို့ကြိုးစားပေးပါဒါဆိုရင်ဖစစ်တပ်ဟာပထမဆုံးဆက်သွယ်ရေးပြတ်တော့သွားမယ်သူတို့ဆက်သွယ်ရေးပြတ်တော့လို့ပြင်ညာဆင်ကြဖို့ကြိုးစားနေကြတဲ့အချိန်မှာသူတို့တက်ချင်းချင်းဆက်သွယ်ရေးပြတ်တော့တာကိုခွင်ကေးယူပြီးတော့ဖက်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့ မိကုံရန်ကုံရိခါကုံမိတက်တွင်းတပုံထကျင်တဲ့သူရဲ့တက်တွင်းကလူတွေအတွက်အခွင့်အရေးကြီးဖြစ်ပြီးတက်ချင်းချင်းအုံကြွမှုတွေဖြစ်ပေါ်ပါလိမ့်မယ်ဆက်သွေးပြတ်တော့သွားတဲ့ပုံမူတည်ပြီးတော့အမိပေးစီခန်းနဲ့သွားမတိုက်တော့တာတွေလင်းရင်နေမပြန်တန်းနိုင်တော့တာတွေထောက်ပံ့မှုတွေမရတော့လို့ထွက်ပြေးပြရတဲ့လူလိုက်မဖမ်းကြတော့တာနဲ့ဖီယိုဖီရဲ့ကစင်ကလေးပြိုကွဲပါလိမ့်မယ်နောက်တစ်ခုကလက်စစ်သားလိုင်းတွေဖြတ်တော့လိုက်တဲ့အတွက်ကြောင့်လင်းရင်ကွင်းတွေတိုက်လင်းရင်တွေမပြန်တန်းနိုင်ပဲနဲ့သူတို့ကြီးစွာသောအခက်အခဲတွေကြုံတွေ့ရပါလိမ့်မယ် နောက်တစ်ခုလောင်စာသီးဖြတ်တော့ပိတ်ဆိုခြင်းခံရတဲ့အတွက်ကြောင့်တနိုင်ငံလုံးသူတို့ရဲ့တရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်။နောက်ပေါ့ရင်သုံးရင်ဖြတ်တော့ခံရတဲ့အတွက်ကြောင့်သူတို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးဘယုံမင်းအခြေအနေမှာသူတို့အားလုံးလည်းပေါက်ကွဲစုပူအုံကြွကြပါလိမ့်မယ်။ဒီချိန်မှာကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထူးစစ်တွေကိုဆင်နွှဲကြပါလိမ့်မယ်။အပြီးတူတရားလုံးဖြတ်လေးပြက်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်း လက်နက်စုဆောင်ခြင်းအချိတ်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူပေါင်းချိတ်ဆက်ရမယ့်ဒေါ်လာရေးလျှောက်တပ်ဖွဲ့တွေနဲ့ပေါင်းစပ်ရမယ့်အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာနှိုးဆော်လိုက်ရပါတယ်။ဖက်စစ်ကြံဖက်အာဏာရှင်စနစ်2025မှာမြမအမြေကအပြီးတိုင်ကွယ်ပြောက်ချုပ်ငြိမ်းရပါလိမ့်မယ်။